ဟယ်လိုတားသမီးတို့နေ့ပြပြပေးမယ်ပုံမြင်လေးကတော့ကျေးဇူးရှိမှကျေးဇူးတယ်ဆိုတဲ့ပုံမြင်ကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကစီးစရာတယောက်ကခီးရှိတစ်ခုထွက်လာခဲ့ပါတယ်။သွားတဲ့ခီးရဲ့ဝေးလေတော့စီးစရာဟာသွားရင်းနဲ့ပင်မလာတော့တာပေါ့။အချိန်လေးကုန်ခီးလေးပန်းဆိုတော့စီးစရာဟာနားဖို့ဆုံးဖြတ်လိုက်တဲ့။အင်းအိတ်ဖို့နားဖို့တော့လိုပြီးဇေယျတစ်ခုလောက်တွင်တဲ့အိတ်ကောင်းပါပဲ။ မကြခင်မှာပဲသူမျောလင့်တယ်လို့ဇီးရက်တစ်ခုကိုတွားတွေ့တော့တယ်။အိုးဇီးရက်တဆောင်ပါလားတော်သေးတာဗောအစင်တင်လိုက်တာငါဒီညဒီဇီးရက်မှာခဏနောင်မှဇီးစီယာဟာဇီးရက်ပေါ်တက်သွားပြီးတနေရာမှာပြန်ယူလိုက်တဲ့အင်းခုမှပဲမောပြေတော့တယ်။မကြခင်မှာပဲအတန်တစ်ခုကိုကြားလိုက်တယ်။ဟွန်းအဲ့နောက်မှာတော့ဇီးစီယာပတ်ဝန်းကျင်ကိုတည်ထားပြီးကြည့်လိုက်မိလိုက်တယ်။အိုးလူတယောက်ရဲ့ညီးတယ်ပါလား ဇေယတောင်တနေရမှာလူတယောက်ညင်းညူနဲ့အိတ်ကြီးတန်းကိုတွေ့လိုက်ရတယ်။အေးအေးတွားကြည့်မိလိုက်တဲ့အခါမှာလူတယောက်ဟာနေမကောင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။အလိုလေးကိုရီးယားလဲဘူးလို့အတော်ကိုဖျားနေပုံပဲတော်သေးတာပေါ့လေငါနဲ့တွေ့ပြီလို့ပေါ့။ဒီမဲ့ဒီမဲ့ကျုပ်ကဆေးစရာပါဘာမှမဘူးနဲ့ဆရာရဲ့ကဲပါအောင်อืมဆေးစရာဟာအစ်စ်ပါလာတဲ့ဆေးကိုထုတ်ပြီးတိုက်လေတော့တဲ့ကဲကဲဟောဒီဆေးကိုတော့တောက်လိုက် အော်ဟုတ်ကဲ့ဟုတ်ကဲ့အကျိုးချင်လေးရော့တော့နှိပ်ပေးမယ်ရင်ရင်လေးနေနော်ဒီဆေးကိုထပ်တောက်လိုက်ချွေးကောင်းကောင်းထပ်ပြီးတော့ပေါ့သွားလိုက်မယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါနဲ့ဆေးဆေးဟာသူ့မှာပါတဲ့စားကြတွေကိုလည်းထုတ်ကြည့်လေတဲ့ဟိုရင်းငါပြောသေးလူစားလိုက်ကျေးဇူးတင်လိုက်တဲ့ဆရာရဲ့တကယ်ပါဆရာနဲ့တံပြွင်ကျွန်တော်ဒီမှာအမှန်ပဲအဲ့ဒီခါမှာဆေးဆရာကဒီလိုမျိုးပြောလိုက်တဲ့ကျုပ်ကိုစီးဘွားကပေးနေစရာမလိုပါဘူးဒါကကျုပ်ကဌာနပြူတာပါ အလိုလေးဆရာကျေးဇူးတော်တကယ်ကြည့်ပါပဲတဲ့စေဝါရဲ့အစမ်းထမှုစိတ်ဆရာရဲ့ကုညီဆောင်ရှောက်မှုတို့ကြောင့်ခီးသွားလူမမာလူကောင်းပုဂ္ဂိုလ်ပြန်ဖြစ်သွားတော့တာပေါ့ဒီလိုနဲ့နဝေမိုးချုပ်စာပြုတ်လာတယ်အရှိတော်အိတ်လိုက်ပြုတ်ကျုံနဲ့အစ်ချင်နေပြီဟုတ်ကဲ့စိတ်ဆရာလည်းခီးပန်းလာတာကြောင့်နှင်းချေချေအိပ်ပျော်သွားတော့တာပေါ့ဒီလိုနဲ့နနမိုးတော့အလင်းရောက်တော့စိတ်ဆရာအိယာကနုလို့သူ့ရဲ့စိတ်အိတ်ကိုကြည့်လိုက်တော့စိတ်အိတ်မတွေ့တာကြောင့်အထိတ်တလန့်ဖြစ်မိပြီးဤကဲ့သို့ဆိုလေတယ် အိုးငါ့ရဲ့ဆေးမရှိတော့ပါလားပိုဝီထူးကြတာကတော့သူဆေးဥပေးလိုက်တဲ့လူလည်းမရှိတော့တာကြောင့်သူကစဉ်းစားမိသွားတယ်အိုးဟိုလူလည်းမရှိပါလားဒီတော့မှထိုလူစိမ့်ဟာဆေးအိတ်ကိုခိုးခိုးယူသွားပြီဆိုတာသိလိုက်ရတယ်ကြည်စံငါမှတော့သူနေမကောင်းဖြစ်လို့ငါဆေးကိုပေးတဲ့မျက်နှာကိုတော့မထောက်ဘူးစီစီရလဲစိတ်ပြက်ပြီးထုံရမှာဒုက္ခရဲ့အတိုင်းပြန်လဲထွက်ခွာတော်တော်တဲ့။အင်းကျေးဇူးရှိမှကျေးဇူးတယ်ဆိုတာတကယ်ပဲမှန်တာ哦။ ဒါကြောင့်တာဝန်တင်မျိုးလည်းသူတစ်ပါးကျေးဇူးကိုတည်တဲ့ရမယ်နော်ကျေးဇူးတာမျိုးမလုပ်ရဘူး